အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရာဇလန်းကောင်းများစွာကိုနေ့စဉ်ဒီတိုင်းတင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့မှလည်းစာရေးသူကိုပိုက်ရေးသားထားတဲ့ကြောက်စရာစိတ်အရင်ဆိုတဲ့ဇလန်းကိုတင်ဆက်ပေးပါပါကဲဒါဆိုရင်တော့ဇလန်းမစားတိတ်တိတ်မှာကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe နဲ့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုတစ်တိုင်းမှာသိရှိစီဖို့အတွက်လည်းလိုတီခေါင်းလောင်းလေးကိုနှိပ်သွားကြပါဦးကြောက်စရာစိတ်အရင် သူလျှောက်နေတဲ့ခကြီးကဝေးလာတဲ့မဆိုးသောညလဲရရှိထားတဲ့တန်ရာကြောင့်ထိုခကြီးတို့လေးကသူ့အတွက်အာသွန်ခွန်ဆိုင်ခဲ့ရခြင်းကြောင့်လွန်စွာမှမောပန်းလာပါပြီ။ရရှိထားတဲ့တန်ရာကပေါင်လေရင်ဖြစ်တာကြောင့်မလို့နောက်ထပ်ရောက်လာမယ့်အန်ဒီရဲ့ဇိုးကနေတင်းဆောင်လို့ညာအာတင်းကဆက်လက်လျှောက်လာတယ်။နားနေလို့ကတော့ကြားရှိမောက်ရက်လဲသူလို့ဖြစ်ချေတော့မင်းအငိမ့်စားအရာရှိတူဦးဖြစ်တဲ့သူကတော့အမဲလိုက်ရှင်ကိုဝါသနာထုံရည်တော့မဟုတ် အသားရလိုမှုကြောင့်ထိုးမှုတ်စိုးနဲ့အမဲပစ်ခဲ့ရမှာအစာပြူပြီးတော့သူကမျောလင့်မထားတဲ့အန်ရယ်စိုးနဲ့ပတ်ပင်တိုးခဲ့ရခြင်းဖြစ်ပါတယ်။ထိုးဒီကလည်းဘသူမပြူမိမိမှုကြောင့်ပင်ဖြစ်တယ်။အခုတော့သူကသားကောင်ဘွားသူရောက်ခဲ့ခြေပြီ။သူ့ရန်သူကသူ့လူလူသားတယောက်မဟုတ်ဒီတော်ဒီတောင်ကိုကျွမ်းဝင်သူဖြစ်သည့်အပြင်မုတ်စိုးသားကောင်တယောက်လည်းဖြစ်သည့်ကြောင့်သူသည်တတိကြီးစွာနဲ့တင်းရှောင်သွာလာနေရခြင်းဖြစ်ပါတယ်။ သူ့ရန်သူကတော့သူ့နောက်ကိုတဲကြီးမဲကြီးလိုက်နေမှာတော့တေးကြပါလေ။ဘာလို့လဲဆိုတော့ပကိုးရိုးမှာတောင်မှရှိတဲ့ကုံမီနီရွာကလေးမှာနာမည်ကျော်မုတ်ဆိုးတယောက်ရှိတယ်။ကုံမီနီရွာအနီးနားပတ်ဝန်းကျင်များသို့ရောက်ချီလာတဲ့အသားဟင်းလျာမှန်သမျှကထိုမုတ်ဆိုးပြစ်ခတ်ရောင်းချတဲ့တားကောင်တားများတာဖြစ်တယ်။ထိုမုတ်ဆိုးကိုသူသည်တားဖြစ်သူနဲ့ပတ်သက်လို့တိကျွမ်းခဲ့ရခြင်းပါ။ သူ့ရဲ့သားကတချိန်ကလွန်စွာမှတော်တဲ့မုတ်ဆိုးတယောက်ဖြစ်ခဲ့တယ်။တိုးတော်ညာလဲထိုမုတ်ဆိုးသည်သားဖြစ်သူထက်နာမည်ကျော်ပါတယ်။သားဖြစ်သူက အမဲမလိုက်ဒီမှာလဲကြာပြီကိုမိတော်ဝင်ဖြစ်ရှိသားဖြစ်သူကိုထိုမုတ်ဆိုးကခင်မင်းသည်ဖြစ်ရာပြစ်ခတ်ရရှိထားတဲ့သားကောင်သားများကိုလည်းအမဲလိုလိုလာရောက်ပေးကမ်းတတ်တယ်။ဒီတော့သူကလည်းထိုမုတ်ဆိုးကို လိုက်လျောညီစီသွားနဲ့ဆက်ဆံပေါင်းသင်ရပါတော့တယ်။သူနေတဲ့ဒရယ်လူရွာတွင်ဖြစ်ပါတယ်။ကုံမီနင်းရွာနဲ့ပါဆိုလျင် နှစ်မိုင်လောက်ပင်မရှိတတ်ချေထိုမုတ်ဆိုးကနားနေရမြားတွင်သူ့သားထံတွင်ရောက်လာတတ်တယ်သားဖြစ်သူနှင့်လွန်စွာခင်မင်သည်ဖြစ်ရာစားအိမ်တောက်အိမ်လိုဖြစ်နေတယ်သူရောက်လာပြီဆိုရင်လက်ကြည့်တတ်တော်မဟုတ်ဘူးအသားဆိုးတွေအသားချောက်တွေအများရန်ပါလာတတ်တယ်ထိုမုတ်ဆိုးနဲ့ပတ်သက်ပြီးတော့စိတ်မချမ်းမြေစရာတည်င်းတစ်ခုကိုမမျော်လင့်တဲ့နေ့တစ်နေ့မှကြားလိုက်ရတယ်ရင်ထဲလည်းမကောင်းဖြစ်ခဲ့တယ်ထိုမုတ်ဆိုးအမဲလိုက်ရင်ကနေတော်ဝက်ကိုပြစ်ခတ်ရမှာအခက်မတင်လို့ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့တဲ့ပြင် အမဲလိုက်တနတ်ဒီလဲအသုံးပြုလို့မရလောက်အောင်ပျက်စီးသွားခဲ့တယ်လို့သိရတယ်။ထိုမိုးဆိုးကရရှိထားတဲ့တန်ရာကြောင့်2လ3လလောက်စေဝါကုသနေရပါတယ်။သူတို့ထံသို့အသားဟင်းရများ ရောက်မလာတော့ပါကြီး။တခြားမိုးဆိုးများထံဝယ်ယူစားသုံးနေရတယ်။ထိုမိုးဆိုးကတန်ရာများအရှင်းပြောက်ကင်းသွားတော်ညာလဲစူကိုင်းထိခိုက်မိထားတဲ့မျက်လုံးတစ်ဖက်တည်းလုံးဝပျက်စီးသွားပါတယ်။သို့တော်ညာလဲအမဲလိုက်ရှင်အလုတ်ကိုတော့ထိုမိုးဆိုးကဆက်လုံနေပါသေးတယ်။အဖေ ျွန်တော်တငယ်ကြီးကအမဲပြန်လိုက်မလို့တဲ့အဲ့ဒါတားမယ်လေတက်နဲ့မရှိတော့လို့အဖေတက်နဲ့သူ့ကိုငှားထားပါလားတားဖြစ်သူကတနေ့ပြောလာတယ်ဖြစ်ပါမလားတားရဲ့အဲ့လိုသာပြောရပါမိလဲသူက ထိုမဟုတ်ဆိုကိုတက်နဲ့ငှားထားခြင်းအားအရှုံးမရှိနိုင်ဟုဆိုကတွတ်ဆထားပါတယ်အဖေစီဟာသူ့အလကားယူမှာမဟုတ်ပါဘူးသူပြစ်လို့ရတဲ့တားကောင်မှန်သမျှကြီးကြီးသေးသေးချချမ်းပေးမယ်လို့ပြောတယ်သူလွန်မင်းစွာနဲ့သဘောကျသွားပြီသူရင်တက်နဲ့ကောင်းတက်လက်ရှိတာပဲထိုမဟုတ်ဆိုကိုငှားလိုက်ရင် အိမ်စားဖို့ပဲမဟုတ်ရွာထဲမှာလှည့်ရောင်းလို့ပင်ရပြီမင်းဒါကြောင့်မလို့သူ့သဘောတူလိုက်တယ်ပြေးလိုက်တာပြေးလိုက်အေးမင်းမိတ်ဆွေတို့တော့တိတိကျကျပြောတာတားအောင်ရတိုင်းမှန်မှန်လာဖို့ပါလို့ဟုတ်လားစိတ်ချပါအဖေရကျွန်တော်မိတ်ဆွေဟာဂတိတီးပြီးတော့ကျေးဇူးတိတက်တဲ့လူပါလိညာတက်တဲ့လူမျိုးလည်းမဟုတ်ပါဘူးအဖေလည်းတိတာပဲဦးဗျာအဲ့ဒီမဟုတ်ဆိုးကလည်းပြောခဲ့တဲ့စကားအတိုင်းပြစ်ခတ်ရရှိတဲ့တားကောင်မှန်သမျှတရှမ်းပိုင်းကမှန်မှန်လာပေးလေတော့တယ်သူလူမင်းစာသဘောကြနေပါပြီ။ အိမ်စားဖို့ပဲမဟုတ်အိမ်စည်းပါ ခုမိလာခဲ့ပြီအဲ့လိုနဲ့လာရီအလီလီပြောင်းလာခဲ့တယ်သူဆိုသူသူ့စိတ်ဒီလဲထိုမုတ်ဆိုးပေါ်မှာပြောင်းလဲလာခဲ့တယ်တရှင်ကထိုမုတ်ဆိုးကိုသူအထွင်ကြီးလေးစားခဲ့တယ်အခုကမူထိုမုတ်ဆိုးကသူ့ရဲ့တနက်ကိုငာယံထားတာကြောင့်ငါတနက်သာသူ့ကိုမှငားထားရင်အဲ့ဒီမုတ်ဆိုးကငှက်ရှိမှာဒါကြောင့်မလို့အဲ့ဒီမုတ်ဆိုးကိုငါမျက်နာလုပ်ပြီးတော့မျက်နှာရှူသွေးစီရမလို့တော့ဘူးအမှန်စစ်စစ်ကတော့ငါကသူ့ရဲ့ကျေးဇူးရှင်မှာဖြစ်တယ် အဲ့လိုတွက်ခါအဲ့ဒီမုတ်ဆိုးကိုအထက်စီးဆက်ဆံလာတော့ရင်ဒါမိမိတ်ဆွေကိုပြောလိုက်ကွာငါတက်နဲ့ပြန်လိုချင်ပြီလို့တကယ်ယူရည်မဟုတ်ပါတက်တက်ရှင်းချောက်ချင်ပါမင်းကွာပြစ်ခတ်ရရှိတဲ့အသားတွေကိုနင်းကန်စားမဖြစ်ပဲနဲ့ကိုကရှော့စားပြီးတော့ငွေရအောင်ရောင်းပေါ့ပြီးတော့ငွေစုတက်နဲ့တက်လက်လောက်ဝဲလေစေတနာတန်လိုလိုပြောတတ်သေးတယ်သူတိတာပဲအဲ့ဒီမုတ်ဆိုးအရင်လိုမဟုတ်ဘူးမျက်စိတစ်ဖက်ကလေးမရှိတော့ဘူးလက်တစ်ဖက်ကလည်းတန်တန်ဆန်းဆန်းမဟုတ်တော့ဘူးလေ အရင်လိုမျိုးတားကောင်တွေဖောဖောတီတီရနိုင်ရလည်းမရှိတော့ဘူးတနက်ငါးကပေးနိုင်ရန်အတွက်တားကောင်ကိုပင်မနေ့ကြိုးစားရုန်းကန်နေရသည်ကိုတိရက်နဲ့ပြောခြင်းပါအဲ့ဒီမဟုတ်ဆိုရသည်မသူကတချမ်းယူနေရတယ်မိတို့ပင်ဆိုစီထုံမို့ဆိုကတနက်ငါးရန်ကားကိုတော့မဖြစ်မနေရှာဖွေပြစ်ခတ်ပေးနိုင်သေးတယ်တခါတည်းရန်ရရှိလာတဲ့တားကောင်ကငဲနေလျင်မူမင်းရလေကွာဟုတ်ကောဟုတ်ရလားကွာတခြားတားကောင်တကယ်မရဘူးလားကွာမင်းအကောင်ကြီးကတိတိလေးငါဘယ်လိုစားမှာတော့ အဲ့လိုပဲတားကောင်သေးလျင်ကြီးကြလိုက်သေးတယ်။ပြောင်းလို့အကောင်မျိုးပြစ်ခတ်လို့ရရင်တော့စိတ်စိတ်လေးကပြုံးဖြူอยู่နေပါလေ။တရံတစ်ခါဖြားနာပြီးအမဲလိုက်မထွက်ခဲ့တော့အခါမှာတော့မုတ်ဆိုးကိုမင်းအမဲလိုက်မထွက်တော့ငါတော့ဘယ်လိုလုပ်ပြီးခွဲနိုင်ရမှာတုံးကွာ။အိမ်မှာကြည့်ပဲကုတ်မနေနဲ့လေ။အမဲလေးပါလေထွက်ချပါဦးကွာ။ငါမှဒီတနက်လေးနဲ့လောက်ကန်စားနေရတာ။အခုလို့မင်းကငါထားလူကြီးအလုံးမလုံးပဲနေတော့ငါနစ်နာတာပေါ့ကွာ။မင်းမလိုချင်လည်းပြန်ပေးကွာ။ตายากงหยวงอ่ะมุซูเตียวง่าโอ တက်နဲ့လာငှားနေတာအဲ့လိုဆိုလာတော့လွန်ခဲ့တဲ့ရက်ပိုင်းကပြစ်ခတ်ရရှိပေးထားတဲ့ပြောင်းတချမ်းကိုပင်သူမမြင်တော့ပါနေစဉ်လိုလိုအသားရလိုလောဘများလဲတက်လာကြပြီမိတို့ပင်စိုးစေးကမူထိုမုတ်ဆိုးကသူ့တနက်အားပြန်ပေးလိုပေးပြီတို့မယ်လဲသူ့အတွက်တနက်တက်လက်တော့ရရှိထားမှာဖြစ်မှာကိုပြန်ပေးလဲမဝင်နိုင်သေးလို့တီးခံပြီးအောက်ကျူရနေရတယ်အန်ကေယာကျွန်တော်ဖြားနေလို့ပါဒါကြောင့်မလို့အမဲလိုက်မထွက်ဖြစ်တာပါနေကောင်းတာနဲ့အမဲထွက်ချပေးပါမယ် တောင်းပန်ပါတယ်အန်ကေရီလိုနဲ့တိုမိုဆိုကမျက်နှာချိုးသွေးနေရတယ်သူ့လီတန်ကလည်းခက်မှန်မှဖြစ်ုံနာမကနှိမ့်ရှာလိုတဲ့စကားများပင်ပြောလာခဲ့ကြပြီးဘင်းဒီလောက်တောင်ပြော့ညံ့နေမှညံ့ဖြင်းနေမှအခုမှသိရတယ်ကွာစောစောသိရရင်ဖြင့်တနက်ကိုငှားမထပါဘူးငါသားနဲ့မင်းရမိတ်ဆွေတွေမို့လို့မင်းငါသားမျက်နှာနဲ့ငှားထတာကွာတကယ်ဆိုရင်ငါကတနက်ငှားစားမဲ့သူမဟုတ်ဘူးကွာငါသားမျက်နှာနဲ့မင်းကိုကူညီထားတာအဲ့လိုစကားမျိုးပင်ပြောခဲ့လာကြပြီး မိတို့ရင်ပြောတော်ညာဒိုမိုဆိုကတီးခံဆက်ဆန်နေဂျင်းနဲ့မှုတော့တိတ်တော့မရှိတော့ဘူးမဖြစ်နိုင်လို့လို့သာအောင့်ဤပြီးတော့နေရခြင်းပါသူတနက်ကလည်းပြန်ပေးခြင်းနေပြီးဒိုမိုဆိုကလည်းကျမ်းမာကြီးကချိုးရင်းလာသည်ဖြစ်ရာရခင်ကလိုအမဲကြီးများကိုပြစ်ခတ်နိုင်စွမ်းကတိတ်မရှိတော့ဘူးဒီတော့သူကလည်းမေးကွာဘယ်လိုလုပ်နေရလဲငါ့ကိုလိမ့်နေရလားငါအတုံနစ်နာနေပြီကွာဂျင်းနဲ့ရတော့မလားအကေရကျွန်တော်တကယ်အလုံးမဖြစ်လို့ပါတောကြောင်လေးမို့ထုံးစံတိုင်းတချမ်းမဟုတ်ဘဲနဲ့ တကောင်လုံးတော့မှပေးထားတာပဲကျွန်တော်အိမ်မှာတော့ဘာအตาဟင်မရဘူးတော်ရရခုတ်လာတဲ့တောင်ထမ်းဘူးလေးတောင်အုံးဘူးလေးနေပဲချက်စားရတာအဲ့လိုရှင်းပြပြန်တော့လေအေးကွာငါလည်းငါပဲမင်းဟာအိုနာကျိုးကန်းဆိုတာငါအခုမှသိရင်ဗျာထုံမုတ်ဆိုတတုတ်တုံလှုပ်သွားတယ်သူ့ရဲ့အားနည်းချက်ကိုအခုလိုထုတ်ပြောနှိမ့်ချလာတာကြောင့်ဒေါသလည်းထွက်လာပြီးတော့သို့တော်냐လဲသူ့စိတ်ကိုပြန်ထိန်ကပြပြလဲလဲဖြစ်အောင်လို့တိုးရှူတောင်းပန်လို့ကြည်နေတယ် ဒီတခါအမဲပြစ်သွားရင်ငါကိုယ်တိုင်လိုက်ခင်မယ်အဲ့လိုစကားပြောတာနဲ့အဆုံးသတ်သွားခဲ့ပြီအဲ့လိုနဲ့တုံနဲ့မုတ်ဆိုးအမဲလိုက်ထွက်ခဲ့ကြခြင်းပါလမ်းတစ်လျှောက်သူသည်ဒုံမုတ်ဆိုးကိုနိုင်ထက်စီနင်းပြောဆိုနေတယ်ပြစ်တောက်ပြစ်တောက်နဲ့မန့်မဲနေနေလေဒုံမုတ်ဆိုးဒီကလည်းဘာမှပြန်မပြောပါရင်းနှီးမှာတော့ဘလောင်ဆူနေကြည့်ပြီးတော့သူမသိပါသူတို့နှစ်ယောက်သား၆လာခဲ့ရင်ကနေစနုံတော်လေးတစ်ခုနားအရောက်မှာတော့တရေတကောင်ကိုတွေးလဲရတယ်ပြစ်လေကွာပြစ်ဖိုက်ကြည့်နေရလေဟိုမှာပြေးတော့မယ် ူဘယ်တော့ပင်ပြောတော်ညာလဲအဲ့ဒီမဟုတ်ဆိုကစတုံတောနာကတရေကိုသာငေးမောကြည်ငါနေခေါင်းကိုခါရမ်းနေတယ်ထိုချိန်နေမူတရေကောင်းသည်သူတို့ဘက်ကိုတစ်ချက်ကြည့်ပြီးတော့လှင်မြန်တော့အဟုန်နဲ့ထွက်ပြေးသွားတော့တယ်မရိုင်းလိုက်တာကွာတရေကောင်းမြင်းရသားနေကွာမပြစ်ဘူးဆိုတော့ဘာသဘောလဲကွာငါ့ကိုတနက်ငါကပေးရမှာစိုးလို့လားဟုတ်ပါပြီဟိုနေရတော့မင်းငါ့ကိုအကောင်လေးတွေပဲပေးတယ်အကောင်ကြီးတွေမင်းမဲယူထားတယ်မဟုတ်လားကွာငါအခုကိုယ်တိုင်ပါလာတော့ မင်းရဲ့ကလိန်ကချစ်စိတ်ဓာတ်တွေကိုသိရပြီပေါ့အဲ့လိုဒေါသတကြီးနဲ့ပြောလာလို့တို့ကမုတ်သိုးတီလေမဟုတ်ဘူးအန်ကင်ကျွန်တော်မှန်မှန်ကန်ကန်ဆက်ဆံနေတာပဲအခုဒီတရေကဇီးနေမို့လို့မပြစ်တာ မုတ်ဆိုးကောင်းပြီတီစီးထားရမယ်တဲ့ဗျဟာကွာမင်းကိုမင်းမုတ်ဆိုးကောင်းနေလားကွာဒီရတယ်ကွာလက်ကလည်းမတန်မျက်လုံးတစ်ဖက်ကလည်းပြက်နေအဲဒါကမုတ်ဆိုးကောင်းရင်လားကွာရီရသေးတယ်ကွာဟင်ကလင်ကကြစ်ကလည်းကြာသေးတယ် အာကုတုလုံးနဲ့အသက်မွေးဝမ်းကြောင်းပြုနေတဲ့မင်းလိုမုတ်ဆိုးရိုင်းမှာကျင်နာစာနာစိတ်ရှိတယ်ဆိုတာစီကံရှိတယ်ဆိုတာငါနားရှိလို့သာကြားရဲကွဒီမှာငါပြောမယ်နောက်တစ်ကြိမ်ဘာသားကောင်တွေ့တွေ့ပြစ်ကိုပြစ်ရမယ်ကွာစည်းရှိတာတွေခလေးရှိတာတွေငါမလိုချင်ဘူးလိုချင်တာကငါတနက်ငါကအတွက်သားကောင်ကြီးကြီးလိုချင်တယ်ဒါပဲမောက်မာစကားလောင်ပြောင်စကားတွေကြောင့်ထုံမုတ်ဆိုးရင်နှွင်းခန်းစားချက်များပောက်ကွဲထွက်လာတော့တယ်ဘာဗျဘာပြောတယ် ဒီနေ့ထိကျုပ်ခမားကိုမှန်မှန်ကန်ကန်ဆက်ဆံလာတာကျမ်းမာရေးမကောင်းတဲ့အခိုက်အတန့်လေးမှာနေနေညီညီခံပေးဖို့တောင်းမှန်တူချူနေတဲ့ကြားကနေပြီးတော့ရောက်တန့်လွန်လာပြီဗျကျုပ်တီးမခံနိုင်တော့ဘူးကဲရော့ဟဲ့ဒီဟာခမားရတဲ့နဲ့တနက်ငှားကပဲပေါ့ထို့သောဆိုကသူ့ရဲ့မျက်နှာကိုတနက်တင်နဲ့ပြင်ရိုက်လိုက်လို့ရတော့တယ်ခွက်ခနဲနေအောင်သူ့မျက်နှာထူပူသွားကတောင်ကျောလေးကလည်းလိမ့်ကျသွားတယ်တတိကောင်းစီဖြစ်ရာကမန်းကဒန်ကုန်းထာက ထိုမုတ်ဆိုးကိုမောကြည့်လိုက်တယ်ဟာမလို့ဘလို့နေဘလို့နေထိုမုတ်ဆိုးတနတ်နဲ့သူ့ကိုရှင်ရွယ်ထားပြီဖြစ်တယ်ထိုမုတ်ဆိုးရဲ့မျက်နှာကလည်းလွန်မင်းစွာနဲ့နာကြီးနေပုံဖြစ်၍သူထိတ်လန့်သွားမိပြီထိုမုတ်ဆိုးကောင်းကိုခံရမ်းလိုက်ပြီးအန်ကိုကြိတ်လိုက်တာကြောင့်သူကဒီနီယာကနေထွက်ပြေးလီမှလွတ်နိုင်ချေတော့မယ်တောင်းမှန်နေ၍အရှင်းဒီတာဖြစ်မည်လို့တွေးတော့ပြီးတော့တောင်ကျော်အောက်စီကရေမြောင်းကလေးတိုင်ပြေးထွက်လာခဲ့ပါတော့တယ်တိုင်းကနေနေအောင်သူ့ရဲ့နှထင်နာကကြည်တောင်းကပုတ်ခါတီးကထွက်သွားပြီးလေတူးတံကိုကြားလိုက်ရတယ် ထိန်လန်တုံလုတ်ခါရင်းနေတဲ့ဆက်ဆက်တုံရင်နေသည့်ချက်တောင်းနှောင်းကိုအရာတဲလို့ပြေးလာခဲ့သည့်ကြားကနေဒိုင်းဟင်းရဲ့ဒုတိယမြောက်တနက်တန်ကြားလိုက်ရသည်နှင့်သူ့ပေါင်ပူကနေတစ်ချက် ဖြစ်သွားပြီးသွေးတွေတလဟောကျဆင်းလာပါတော့တယ်။နာကျင်လွန်း၍မျက်ရည်များပင်ကျလာတော့တယ်။နာကျင်မှုတွေကြားကပင် အာယူက ပြေးနေရပြန်တယ်။သူမဟုတ်ပါက သူ့ရဲ့အသက်ကိုပေးရပြီးတော့မယ်။ဒီတို့နဲ့သူဆက်ပြေးနေ၍ဖြစ်လာမည်မဟုတ်ပါတတိယလိုက်တယ်။ဘယ်အတွက်မူ ူ့ပေါင်ကစီးယူကြနေတဲ့သွေးဆက်တွေကသူ့ဘင်မှာရှိနေတာကိုထုံမို့ဆိုအားတည်င်းပင်းနေတယ်လို့ဖြစ်နေကြတော့မယ်ဒါကြောင့်သူကကမှုပြောင်ပြောင်လေးတစ်ခုမှခုံချလိုက်ပြီးတော့ဝစ်ထားတဲ့အင်ကြီးကိုရွှွေဖြဲကတန်းရပေါ်မှာ တင်းကျက်စွာနဲ့တုံအောင်လိုက်တယ်နားလိုက်ပြီးဖြစ်ချင်းသူ့ပေါင်တွေလည်းရရှိထားတဲ့ကြည်ဘူးကိုဖိတိတ်သွင်းလိုက်တယ်လို့ဖြစ်သွားတာကိုဘယ်တက်နိုင်မလဲအရေးကြီးတာကသွေးတိတ်ဖို့ပင်ဒီလိုသာသွေးရှည်ရခံနိုင်တော့မှမဟုတ်ပါဘူး ကိစ္စများပြီးမြောက်လှုပ်ဆောင်ပြီးသွားနေနဲ့အိုခီးဆိုကထိုနေရာကနေထ၍ခီးဆက်မီလို့ကြံ့ရွယ်လိုက်စင်ပါပဲခမားဘဲမှာဆက်သွားเสียရမလို့တော့ဘူးဒီနေရာမှာပဲရာတက်ပန်နားပေရော့ဗျာသူ့ရဲ့ညာဘက်ဒလွယ်ကုန်းမှာရှိတဲ့ကျွန်းမကြီးနောက်ကွယ်ကအဲ့ဒီမုတ်ဆူထွက်လာတယ်သူ့ရင်ဝါကိုတနက်ပြောင်းနဲ့ရှင်ရွယ်ထားတယ်သူ့ကောင်းခါရမ်းလိုက်တယ်တူရှူတောင်းပန်ယူလေရနိုင်ပြီမဟုတ်မှန်းအဲ့ဒီမုတ်ဆူမျက်နှာပြင်အနေထားကိုကြည့်ကတွတ်ထားမိပြီဖြစ်တယ် အခွင့်အရေးတစ်ခုပေးမယ်။မတည်ခင်3မိနစ်လောက်ခမားပြုခဲ့ဘူးတဲ့ဒါနကုသိုလ်တွေကိုပြန်စင်းစားလိုက်ပြ။အတီဖြောက်အောင်ပေါ့။ရှိလိမ့်မယ်လို့မထင်ပါဘူး။ဘဲနဲ့ तू စင်းစားမြင်နီ။ကြောက်ရွံ့လို့ရွှေစီရွှေပေါက်များကြားမှာညနေငယ်လေးနဲ့အဲ့ဒီပုံစိုးကိုကြည့်ရင်ဖျားတနေတော့တယ်။သူ့ရဲ့နှလုံးသားစီတို့လှင်မြန်သောအဟုန်နဲ့ညီဟီးရောက်ရှိလာပြီးခဲတီလေးကိုဘဲနဲ့လို့တင်းချောင်၍ရနိုင်ပါလေ။ဒီလိုကာကွယ်နိုင်မလဲ။ ထို့ကြောင့်သူသည်မျက်စီကိုမှိတ်၍အန်ကိုကြိတ်ထားလိုက်တယ်။စက္ကပ်ပိုင်းတွင် ခံစားလိုက်ရတဲ့ဝေဒနာတစ်ကိုသူမျှော်လင့်နေသေးပါ။ဒိုင်းကနေနေအောင်ပြင်းထန်လွန်းတဲ့ရန်အားပောက်ကွဲတံကိုသူကြားလိုက်ပေမဲ့နာကျင်တဲ့ဝေဒနာကိုသူမခံစားရတာကြောင့်မျက်လုံးစုံကိုတအံ့တော့နဲ့ဖြွင့်ကြည့်လိုက်တယ်။အဲ့ဒီမဟုတ်ဆိုတနက်ကိုမိုးပေါ်ထောင်ပစ်လိုက်ခြင်းဖြစ်တယ်။ဘဲအတွက်သူ့နှလုံးစီကိုမပစ်ခဲ့တာလေ။အဲ့ဒီမဟုတ်ဆိုသူအားစိမ့်စိမ့်ကြီးကြော့ခမည်းတနက်ပြန်ယူကြည့်တော့ ကျုပ်လည်းဒီနေ့ရနေစလို့အမဲလိုက်တဲ့အလုပ်ကိုစွန့်လွတ်လိုက်ပြီထိုသူစုကသူ့ရှေ့ကိုတနက်ကိုပြစ်ရှာကထိုနေရာကနေလှည့်ထွက်သွားပါတော့တယ်သူဝမ်းသာသွားတယ်သူ့ရှေ့မှာရှိတဲ့တနက်ကိုကမန်ဒရန်ကောက်ယူကထိုမုတ်ဆိုးရဲ့ကြောပင်သို့ထိုးချိန်လိုက်ပြီးတော့ဟေးအဲ့မှာပဲရက်ရက်နေလိုက်ပါဒီတခါငါ့အလဲရောက်ပြီကွာမင်းငါ့ကိုမတက်ပြီမင်းငါ့မင်းကိုတက်ရလိမ့်မယ်ဘာလို့လဲဆိုတော့ငါ့ပေါင်မှာမင်းပေးထားတဲ့တနက်ငှားရဲငါကြည်ဘူးချစ်တယ်လေ ငါလိုချင်တာအသားကွာကြည်မဟုတ်ဘူးဒါကြောင့်တားကောင်မရလဲမင်းအသားကိုလှီးပြီးတော့ယူသွားရမှာဟဲ့ကွာကဲငါတော့မင်းလိုအခွင့်အရေးမပေးနိုင်ဘူးမင်းလည်းဖျားတရားရှိတဲ့လူမဟုတ်ဘူးအရင်ဆိုင်မုတ်ဆိုးတယောက်ပဲကဲကြပါလေကွာထို့သူပြောပြီးတော့တနက်မောင်းခလုတ်ကိုတင်လိုက်တယ်ကြောက်ခနေနေအောင်သူ့အာပြစ်သက်မြီကိုတီလျက်နဲ့ထိုမုတ်ဆိုးသည်နောက်သူ့ပြန်လှည့်လိုက်တယ်ထိုရှင်ကလေးမှာပဲသူ့ရင်ဝစီသူ့စူးကနေဖြစ်သွားကနောက်သူ့တရင်တရင် လဲကြသွားတော့သူ့ကိုမဟုတ်ဆိုသည်ပြုံးပြုံးကြီးကြည်ကနေလေတော့တယ်ခမားကိုယ်တိုင်သွားကျင်လို့တောင်းဆိုလာတော့လေကူညီလိုက်ရတာပေါ့ဗျာထို့သူပြောရင်ကနေသူ့ရင်ဝါတွင်စူးနေဝင်းရောက်နေတဲ့တံပြောင်ကိုလာရောက်ဆွဲနှုတ်ယူလိုက်တော့တယ်ထို့သူကသူ့နောက်ဆုံးတိလိုက်ရတဲ့အတံမင်းဖြစ်ရှိတယ်ကျွန်တော်တို့နောက်ကျသွားပြီကိုလင်ပက်လက်လန်ကရှေကားရလက်ကားရနဲ့အတက်ဝိညာဉ်ကင်းမဲ့နေပြီဖြစ်တဲ့ဥမောင်စင်းရဲ့ရုပ်နောင်လာတွင်ငိမ့်တက်စွာရက်လျက်အဝေးသူ ငေးမျောနေတဲ့မုတ်ဆိုးဝင်းအောင်ကိုကြည့်ရင် ကျွန်တော်ကလင်းမြင့်လိုင်ကိုပြောလိုက်တယ်။တကယ်ဆိုရင်ဥမောင်စင်လိုလူမျိုးကတေတင့်ပါလေဗျ။တကြီးဥတောင်းတင်ပြောလို့ကျွန်တော်တို့သူတို့နှစ်ယောက်အကြောင်းကိုတိတာနေတယ်။ဒီလူကြီးကိုမုံနေမိတာဗျ။ဝင်းအောင်ဘက်ကမှန်နေရပဲ။မှန်မှန်ကန်ကန်ဆက်ဆံနေရပဲဗျ။ဦးမောင်စင်ကလောဘတက်ပြီးတော့မောက်မှာလွန်းလာပါတယ်။လင်းမြင့်လိုင်က မုတ်ဆိုးဝင်းအောင်ဘက်ကနေလိုက်ပါပြောနေတော့တယ်။ကျွန်တော်ဒီ သူ့လိုပင်ဆုံးဖြတ်မိတော့လေအသေးတက်လောက်တီတိုင်အောင်နာကြီးပြင်းထန်သည်မုတ်ဆိုးဝင်းအောင်တို့စိတ်မကောင်းဖြစ်မိခြင်းသာပင်ထိုပြစ်ဒဏ်ကိုသူခံရပါတော့မယ်ဥမောင်စင်တည်ဆုံးသွားရဲ့စိတ်မကောင်းခြင်းမဖြစ်သူ့လိုလူမျိုးလောကကြီးထဲမှာမချီတင်တာအမှန်တော်ညာလေမုတ်ဆိုးဝင်းအောင်လိုလူကောင်းတယောက်အကျဉ်းထောင်အတွင်းမှာသူ့ဘဝတက်တန်းအချိန်တော်တော်များများကိုဖြုံးပြရတော့မှာကိုနှမျောတက်တာရဖြစ်နေပါတော့တယ်ဒါကြောင့်ကျွန်တော်နဲ့လင်းမြင့်လိုင်းအမဲပြည့်ရန်အတွက် ကုံမီနီကျေးရွာသို့ရောက်ရှိခဲ့ရာတွင်ရွာလူကြီးဦးတောင်းတင်ကသူတို့နှစ်ယောက်အကြောင်းကိုဂဂနနာတီထားသဖြင့်အတူတွဲအမဲပြစ်သွားသည်ကိုစိတ်မချသည့်ကြောင့်ကျွန်တော်တို့နှစ်ယောက်အားအကူအညီတောင်းလို့လိုက်လံထိန်ထိန်ပြုတ်ဝင်ပြည်ရန်အတွက်ပြောလာသဖြင့်ကျွန်တော်တို့သည်လည်းအာရှင်ထွက်လာခဲ့တော်ညာလေသူတို့နှစ်ယောက်နှင့်စုံမိတဲ့အချိန်မှာတော့နောက်ကျသွားခဲ့ချီပြီးဖြစ်ပါတယ်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်းကတော့စာရေးသူကိုပိုက်ရေးသားထားတဲ့ ကြောက်စရာစိတ်အလင်းဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ခင်ဗျာ။နောက်နေပါလေကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရာဇာတ်လမ်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်မှာမူစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ။နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။